မျက်စုဆိုတဲ့မွေမလေးတယောက်ဟာအချိန်မရွေးလူမမွေမွေမလူအဖြစ်အသင်ပြောင်းနိုင်တဲ့တကူရှိပါတယ်။သူမဟာအရင်ဆင်းရဲပြီးသူမတခြားပါတကူမှမရှိရကြောင်းတခြားမွေမတွေဟာသူ့အပေါ်မှာအမဲကြီးလေးရှိကြပါတယ်။မျက်စုနေကငါတို့မျိုးနဲ့ရဟုတ်ရဲ့လား။နေကလူဖြစ်ရမှာလူဟုတ်ပါဖားလေးဖြစ်နိုင်တာပဲ။မှားပြီးများမွေဖြစ်နေကြလား။မျက်စုကဒါရီကြပြီးတော့စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။သူမဟာမွေကြီးတကောင်ကိုရှာနေခဲ့ရပါသူ့ကိုအရင်ချစ်လိုက်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ သူတို့ကဘာမှမျက်စုကိုချစ်ရအောင်မွေးထီးလည်းမရှိပါဘူးဒီကဘာမှငါ့ကိုချစ်ရအောင်ဘယ်သူမှမရှိရတော့ဘူးလားငါတသက်လုံးမင်္ဂလာမဆောင်မဲနေရတော့မှာလားမျက်စုကတခြားမွေမာတွေကိုကြည့်လိုက်တော့သူကလွယ်ပြီးတခြားမွေမာတိုင်းမှာချစ်ရတဲ့သူရှိနေရောသူကတယောက်တည်းမဟုတ်လို့သူကစဉ်းစားလိုက်ပါတယ်မွေကဘာမှတော့ငါဘယ်သူမှရမှာမဟုတ်ဘူးလူကဘာပဲသွားကြည့်ရမယ်တရားရောက်တော့ငါ့ကိုကြိုက်ချင်ကြိုက်သွားမှာပေါ့အဲ့လိုပြောပြီးမျက်စုကလူအဖြစ်အသွင်ပြောင်းကပန်းချက်မှသွားထိုင်နေစဉ် အဲ့မှာကောင်းလေးတယောက်အကြာကြီးထိုင်နေရတွေ့လိုက်ပါတယ်။သူကလည်းမျက်စုကိုမြင်လိုက်ပါတယ်။သူ့နာမည်ကထွန်းထွန်းမှာထွန်းထွန်းကမျက်စုနာသွားပြီးတော့ပြောလိုက်ပါတယ်။ငါနဲ့ကိုကြည့်နေတာကြာပြီ။နင်ကအရန်ချောတယ်။ငါနဲ့တငငချင်းလှုပ်ချင်စေရှိလား။မျက်စုကဒီအချင်းကိုစောင့်နေရပဲလေ။သူမကဟုတ်စိတ်ရှိပါတယ်လို့ပြောပြီးနှစ်ယောက်လုံးစကားတွေစပြောကြပါတယ်။မျက်စုတွေလားနာမည်ကအရန်ကိုလှတယ်။နှစ်အိမ်မှာလည်းမျက်စုဟုတ်နာမတော်ရှိရဲ့မလား။ဟမ် နင်ကတောထဲမှာနေရလားမဟုတ်ပါဘူးအဲ့တော့ရဲ့အနောက်မှာရှိတဲ့ရွာမှာနေရပါမျက်စုကတင်ခဲ့ပါတယ်ပြီးတော့သူတို့နှစ်ယောက်စချက်ကြိုက်ခဲ့ကြတယ်သူတို့နှစ်ယောက်ကအနေတိုင်းစတွေ့ကြပြီးစကားတွေပြောရင်းနဲ့ညင်းနေခဲ့ပါတယ်ညင်းနေနေပြီလေနင်အင်ကဘလို့ပြတ်မှလဲငါအတွက်ကနင်းနေညနေရအတူတူပါပဲဟာမလို့ဆမ်းပါနဲ့ငါနင်းကိုတယောက်တည်းသွားခွင့်မပြုနိုင်ဘူးနင်ငါနဲ့ငါ့ရဲ့တိုက်ခန်းကိုလိုက်ခဲ့မျက်စုကသူတို့နဲ့အတူတိုက်ခန်းကိုလိုက်သွားခဲ့ပါတယ် အညမှာသူတို့နှစ်ယောက်တရားကျွလွန်ပြီးမျက်စုကအိပ်ပျော်သွားပါတယ်။သူနဲ့လည်းအိပ်ပျော်သွားပြီးခဏနေတော့မျက်စုဟာအိပ်နေတော့မွေမာလေးအဖြစ်ပြောင်းသွားခဲ့တာသူနှုတ်နဲ့မျက်လုံးဖွင့်လိုက်တဲ့အခါမှာတော့မွေမာလေးအိပ်နေရကိုမြင်ပြီးအယံကိုလန့်သွားခဲ့ပါတယ်။မွေမွေမမွေမာကြီးကဲကြပါဦး။မျက်စုကပြန်လဲလူအဖြစ်ပြောင်းသွားခဲ့ပါတယ်။သူဟာသူနှုတ်ကိုရှင်းပြပေမဲ့သူနှုတ်ကနားမလည်ပေမဲ့ထွက်ပြေးသွားခဲ့ပါတယ်။မျက်စုလည်းအယံဝမ်းနေပြီးတော်တဲ့ကိုပြန်သွားခဲ့ရပါတယ်။ တောထဲမှာမွေတွေအားလုံးပေါင်းပြီးအစီအွေလုံနေကြပေမဲ့မျက်စုကအရန်နောက်ကျပြီးမှရောက်လာခဲ့ပါတယ်။ရောက်ရောက်လာပြီ။မွေပြေမနေပါလို့နောက်ကျနေရလေ။အလုံးနဲ့နဲ့ရှိလို့ပါ။နင်တို့ဘာပြောနေကြရလဲ။မွေပြေကစပြောပါတယ်။လွန်ခဲ့တဲ့နှစ်တရာလောက်ခရဲကရတကြီးတယောက်ကကျိန်းသာတိုက်ခဲ့တာအဲ့ဒါနဲ့ပတ်သက်ပြီးပြောနေကြတာအဲ့ဒါကိုဘယ်လိုဖြေရှင်းရမလဲဆိုတော့ငါ့ကိုအကြံကောင်းကောင်းပေးကြပါဦး။ဦးလာဆိုတဲ့ရတိတပါကတရားကျင့်နေစမှာ ငွေပြင်းဟာတိတ်တခုတဲတဲဝင်ပြီးခွက်တစ်ခုထဲမှာရှိတဲ့နွားနို့တွေအားလုံးကိုတောက်ခဲ့ပါတယ်။ဒီအပြုတ်မှုကြောင့်ရတိကြီးကအရန်ကိုစိတ်ဆိုးခဲ့ရပါတယ်။နွားနို့ခိုးတောက်တယ်။အဲ့ဒါလည်းငါ့အိမ်ကဟုတ်လား။ငွေပြင်းနေငါ့ကိုစိတ်ဆိုးအောင်လုပ်ခဲ့လိုက်ပြီ။ငါနင့်ကိုတော့ကျင်သာတိုက်လိုက်ပြီပဲ။နှစ်နှစ်တခါနင့်ရဲ့မျိုးနွယ်မှာယောဂတစ်ခုကြောက်ရွံ့လာလိမ့်မယ်။အဲ့ဒီယောဂကြောင့်နင့်မျိုးနွယ်မှာရှိတဲ့မွေမတွေအားလုံးအတုံးယုံနဲ့တေဆုံးကုန်ကြရလိမ့်မယ်။ဒီကျင်သာကြောင့်နှစ်နှစ်တခါမွေမွေမတွေအများကြီးဆုံးသွားခဲ့ရပါတယ်။ ဒီကျိန်စာဘလို့ပြင်မလဲဆိုတာမွေပင်ကမသိခဲ့ပါဘူး။အဲ့ကျိန်စာပေးပြီးနောက်ရတိကြီးဥလဟာလည်းဘယ်တော့မှပြန်မတွေ့ခဲ့ရတော့ပါဘူး။အခုတော့ပြန်ပြီးတော့ယောဂါကြီးထားတော့မယ်။အရင်ဆုံးအဖြစ်အရှာမှဖြစ်မယ်။မဟုတ်ရင်ဒီတစ်ခါလဲမွေရအများကြီးတေဆုံးကြရလိမ့်မယ်။အစီဝေးပြီးနောက်မြက်စုဟာတစ်ပေတစ်ပေအောက်ကိုသွားပြီးသူမဟာပြုတ်အန်ခဲ့ပါတယ်။ဒါငါဘာဖြစ်တာလဲ။ငါဘာလို့အန်နေရလဲ။အချိန်တော်တော်ကြာကြာမြက်စုကနေမကောင်းဖြစ်နေခဲ့တာပါ။သူ့ပိုက်လေတဖြည်းဖြည်းနဲ့ဖောင်းလာပြီး ။ငါအနေငယ်ကြတော့သူမမှာသမီးလေးတယောက်မွေးလာခဲ့ပါတယ်။သူ့သမီးကအရန်ကိုအသားမရကြောင်းတခြားမွေမာတွေနဲ့လုံးဝမတူခဲ့ပါဘူး။ဒီစကားကမွေတွေအားလုံးစီကိုပြန့်နှံ့သွားခဲ့ပါတယ်။တိကျလား။မျက်စုကသမီးလေးတယောက်ကိုမွေးထားတယ်။အဲ့ဒါလည်းအရန်အသားမဲတယ်။သူငါတို့မျိုးနွယ်တော့မဟုတ်တော့ဘူး။ဘယ်ကနေလာလဲမသိဘူးနော်။မွေတွေအားလုံးပေါင်းပြီးမျက်စုနဲ့သူ့သမီးအဖို့အစာရီခဲ့ကြပါရဲ့သူ့ဖေကဘာလို့လဲပြပြလေးမျက်စုမျက်စုစီမှာဒေမီကွန်းရဲ့အဖေမရှိခဲ့ပါဘူး ညနေရောက်တော့ထွန်းထွန်းကိုရှာဖို့သူသမီးကိုပြေးပြီးပန်းချန်တွေကိုသွားခဲ့ပေမဲ့သူဟာထွန်းထွန်းကိုမတွေ့ခဲ့ပါဘူးထွန်းထွန်းဟာလုံးဝပျောက်သွားတယ်လို့ပဲမွေပြင်းဟာမျက်စုကိုခေါ်ပြီးပြောခဲ့ပါတယ်မျက်စုနင်ကဒီတော့ထဲမှာနေခွင့်မရှိတော့ဘူးနင်ကငါတို့မျိုးနွယ်နဲ့နာမည်ကိုဖျက်ဆီးပစ်တယ်ဒီကနေထွက်သွားပြီတော့မျက်စုကသူသမီးကိုပြေးပြီးတော်ထဲကနေထွက်သွားခဲ့ပါတယ်မောင်လို့ခဏအိပ်ပျော်သွားတော့အိပ်ပျော်နေစမှာသူမဟောင်မွေအတင်တို့ပြောင်းသွားပါတယ် ဲ့အကိုကြည့်ပြီးလူတွေလည်းအယံကိုလန့်ကုန်ကြပါတယ်။ဟမ်ဒါပါကြီးလေဒါမွေပဲမွေတကြဆန်းသူ့ကိုလူတိုင်းဟာတောက်ကင်ပြီးမျက်စုကိုရှိုက်ဖို့ပြေးကြပါတယ်။မျက်စုလည်းသူ့သမီးလေးကိုပွေပြီးသူ့အသက်ရှင်ဖို့ထွက်ပြေးခဲ့ရပါတယ်။သူမလည်းအိမ်တစ်ခုထဲကိုခုံစင်းခဲ့ပါတယ်။အဲ့အချိန်မှာသူမဟာယသိတပောင်းအမြင်ခဲ့ပြီးအဲ့ဒီယသိကရေထဲမှာတရားထိုင်နေရဖို့တွေးခဲ့ရတာပါ။ကတော့ပါယသိယသိကြီးဘာကြောင့်ယသိထဲမှာတရားထိုင်နေရတာပါလဲ။ ုံးပေါ်မှာဒုက္ခမျိုးစုံရှိလို့ပါဒါကြောင့်နှစ်တရာရှိပြီးရေအောက်မှာထိုင်ပြီးတရားကျင့်နေတာနှစ်တရာလားရှင်ကရတိကြည်ဦးလားမဟုတ်လားဟုတ်တယ်ငါပဲရတိကြည်ဦးလားဆိုတော့ငါပဲလေနင့်ဘယင်ကိုစင်စာတိုက်ခဲ့တာအဲ့ဒီအချိန်မှာရတိကြည်ကမျက်စုရဲ့သမီးကိုမြင်တော့လန့်သွားခဲ့ပါတယ်မွေမတယောက်ရဲ့လက်ထဲမှာအသားမဲ့တဲ့သမီးနင်ကလူတယောက်နဲ့ချိန်ခဲ့တာလားဟုတ်ပါတယ်ဒါပေမဲ့ရှင်ဘလို့သိရလဲ မွေမတကောင်ဟာလူတယောက်ကိုချစ်မိရင်အဲ့ဒီမွေမမွေးတဲ့သားကအသားမဲတတ်တယ်။ဒါမင်းတို့အတွက်တော့ကောင်းတယ်။ဒီကျိန်စားရဲ့အဖြေတစ်ခုပဲ။ဟမ်ဒါပေမဲ့ဘယ်လိုလုပ်ရမလဲ။မိဘုံတစ်ခုလောက်ရမယ်။ဒီကောင်မလေးမှာလူတယောက်ရဲ့သွေးပါတယ်။အဲ့တော့မိဘုံတွေကိုသူ့ရဲ့သပင်းသပင်းကိုထည့်လိုက်ရင်သူတို့အားလုံးကျိန်စားတွေပြတ်သွားမယ်။နင့်ကိုကြည်ပြီးစိတ်ချမ်းသာလို့နင့်ကိုပြောပြလိုက်ရတာပဲ။နားလေလား။အရန်ကျေးဇူးတင်ပါတယ်ရေသိကြီးရဲ့။မြတ်စုက သူသမီးကိုခေါ်ပြီးတောထဲကိုသွားခဲ့ပါတယ်။သူမကိုကြည့်ပြီးမွေပြင်းဟာအယံကိုစိတ်ဆိုးခဲ့ပါတယ်။နင်နင်ဘာလို့လာတာလဲ။ငါနင့်ကိုပြောထားတယ်မလား။ဒီကိုပြန်မလာနဲ့ဆိုတာကို။မွေပြင်းကျမစကားကိုနားထောင်ပါအောင်။မျက်စုကစကားအလုံးပြောပြခဲ့ပြီးနောက်မှာတော့မွေပြင်းကပြောသွားခဲ့ပါတယ်။ဟမ်ဟုတ်လား။ဒီစကားတွေကဘာလို့နောက်ကျနေရမှာလဲ။လာလာမီးပုံတွေလောက်ရအောင်။မြန်မြန်လာခဲ့။မီးပုံမှာမီးရှို့ပြီးတောထဲမှာရှိတဲ့မွေမွေတွေအလုံးရောက်လာခဲ့ကြပါတယ်။ မျက်စုကသုံးမသမီးရဲ့စပိတ်တပင်ကိုယူပြီးမိပုံထဲကိုထည့်လိုက်တဲ့အခါမှာတော့တောတစ်ခုလုံးမှအေးတဲ့လေတွေတိုက်လာခဲ့ပါတော့တယ်။ငါတို့ကျင်စာလွတ်သွားပြီပျော်ပွဲရှင်ပွဲလောက်ကြရအောင်ငါတို့လွတ်လပ်သွားပြီလူတိုင်းကပျော်ပြီးကောက်ခေါင်နေကြပါရဲ့ဒီကဘာမှာမွေတွေအားလုံးအရန်ပျော်ကြတာမျက်စုကပထမဆုံးအတုံးဝင်ခဲ့တာပါပဲမျက်စုငါတို့တောင်းပန်နေနော်ငါတို့ခွင့်လွတ်ပါမလို့ပါဘူးမထောက်မှန်ပါနဲ့ဒီနေ့ကစပြီးငါတို့အားလုံးကမိသားစုတွေပါပဲ ။မွေမတိုင်းဟာသူ့ရဲ့အသားမဲတဲ့တမီကိုပွေ့ယူပြီးစော့ကြပါတော့တယ်။မွေပြင်းကမျက်စုနဲ့သူ့တမီအတွက်ကောင်းတဲ့အင်လေးတစ်ခုစောက်ပေးခဲ့ပြီးတော့မွေမွေမတိုင်းဟာပျော်ပျော်ရွှင်ရွှင်နဲ့နေခဲ့ကြပါတော့တယ်။